။အကြခင်ကာလမှာဆိုရင်ဒါဝန်တို့မြန်မာအမျိုးသမီးတွေအားလုံးဂုဏ်ယူဝင်ကြားစာနဲ့တောင်းတနေရတဲ့ဇူလိုင်လ3ရက်နေ့မြန်မာအမျိုးသမီးများနေရာရောက်ရှိလာတော့မှာဖြစ်ပါတယ်။ဒီနေ့ကိုကျိုးစိုကွန်ပျူတာအနေနဲ့ Fashion Magazine ကနေပြီးတော့မြန်မာနိုင်ငံကိုစားပြုမစ်စ်တွေဖြစ်တဲ့ Wiley နဲ့ရှားထွက်အင်ရာတို့ကိုဓာတ်ပုံရိုက်ကူးနေမှုတွေကိုအဲ Magazine ထက်မှာတင်တော့မှာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ Photo Cover Making မှာဆိုရင် Fashion Magazine အနေနဲ့မြန်မာအမျိုးသမီးများနေအထိမ်းအမှတ်အတွက်ဘယ်လိုရှုထောင့်နေတင်ဆက်မှုအသစ်တွေနဲ့ရိုက်ကူးသွားမလဲဆိုတာကိုအခုပဲကြည့်လိုက်ရအောင်နော်။ အထူးပညာမောကောင်းငယ်ချစ်ပရိသတ်များအတွက်ကျွန်တော်တို့စီစဉ်ရတဲ့ပုံမှန်တင်ဆက်ပေးနေကြဖြစ်တဲ့ shooting making ကဏ္ဍကိုတင်ဆက်ပေးတော့မှာပါဒီနေ့မှာတော့ကျွန်တော်ရောက်ရှိနေတာမြိုင်းညိုဟိုတယ်ဝင်းတွင်းမှာတည်ရှိတဲ့တပုန်ကိုမိုးကိုဦးရဲ့ wedding studio မှာဖြစ်ပါတယ်ဗျာအာဒီနေ့မှာဆိုရင်တော့ fashion magazine ရဲ့အထူးကဏ္ဍဖြစ်တဲ့မြန်မာမျိုးသမီးများနေ့တွေကိုဂုံပြူတဲ့ကဏ္ဍကိုရိုက်ကူးမှာဖြစ်ပါတယ်ပါဝင်ကြတဲ့သူတွေကတော့ကျွန်တော်ရဲ့ Miss Myanmar World Wiley နဲ့ Miss Universe Myanmar Shatut Angela တို့ကပါဝင်ပါဆိုတော့ပြည်သက်များကဒီနေ့ရိုက်ကွင်းမှာအမှတ်တရတွေကဘာတွေရှိနေမလဲဆက်လက်ပြရှုစားပေးပါအောင်ဗျာ ဒီနေ့ကတော့ညီမဗီမာဝတ်စုံနေပေါ့နော်မျိုးသမီးတွေတကယ်ဟိုတကယ်ဟိုကြက်တီရေရှိရဝတ်စုံညီမနှစ်စုံနဲ့ရိုက်ဖြစ်ပါတယ်ပထမဝတ်စုံနေရကြတော့ဟိုဘယ်လိုလဲချိတ်ပေါ်တော့ချိတ်ပပလေးနဲ့ရိုးရိုးတန်းတန်းအလူမင်္ဂလာပွဲလေးလိုပုံစံမျိုးအခုကကြာရစာလေးတွေနဲ့ဆက်ချုပ်ပြီးတော့လှုပ်လှုပ်ထားပါညီမဒီနေ့ရိုက်ရတာတော့ညီမတငယ်ချင်းဝိုင်းလေးနဲ့အတူတူရိုက်ရတာပါကိုဟုတ် We got issues 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 We got issues cool ညီမဒါဆရာနဲ့ညီမနဲ့ကန်ဆုံတယ်လို့ပြောလို့ရတယ်ညီမဒီ monologue ရယ်စဝင်ပြီးတော့ညီမဝတ်စုံနေတပုတ်နေစရိုက်တာဆရာနဲ့အရင်ဆုံးစရိုက်တာအာညီမပထမဆုံးပေါ့နော်ဒီဟိုကက်တလော့ညီမဝတ်စုံကက်တလော့နဲ့စရိုက်ဖြစ်ပြီးတော့နောက်ပိုင်းမှာဆရာနဲ့အမြဲလက်တွဲဖြစ်သွားတယ်အာညီမကတော့အဲ့လိုမျိုးပေါ့နော်ဆရာကိုဘာမှတော့ဝဖန်ဆရာမရှိပါဘူးလို့ဆိုဆရာကအမြဲ professional တယောက်လည်းဖြစ်တယ်ပြီးတော့ဒီလိုညီမဝတ်စုံနေတော်တော်များများကိုသူပဲရိုက်တာဆိုတော့ညီမနဲ့အဆင်ပြေပါတယ်ဟုတ် show မလေးကဒီဖိုတိုမော်ဒယ်တော့မဟုတ်ဘူးဒီ miss မြန်မာဘောရပြီးတော့ရဲ့အခါမှာကျတော့ပြိသက်တင်းနဲ့လည်းအဆက်မပြတ်ချင်ဘူးနောက်ပြီးတော့ဒီလိုဓာတ်ပုံရိုက်ကူးတဲ့အခါမှာကျတော့နည်းနည်းလေးအခက်ခဲရှိတာပေါ့နော်ကိုယ်က model ဘိုင်းရလာတာမဟုတ်တော့လေဆိုတော့အဲဘယ်လိုပြောမလဲဒါပေမဲ့ဒီနေ့လိုမျိုးမြန်မာအင်ဂျီလေးဝေးရဆိုတော့နှစ်သက်ပါတယ်ဟုတ်ဝင်လေးနောက်ပိုင်းဒီပေါ့ အခုဆိုရင်2015 Miss Myanmar World လာတော့မယ်ပေါ့နော်ဆိုတော့အဲ့ဒီပွဲလေးမှာဝိုင်းလေးအဲ crown လွှဲပေးမယ်ပြီးရခါမှာတော့ဝိုင်းလေးရဲ့ဒီ2014ကိုစားပြူပေါ့ညီမရဲ့တာဝန်က Miss တယောက်အနေနဲ့တော့ပြီးဆုံးသွားပြီဒါပေမဲ့ညီမရဲ့ image အရာရောညီမအနုပညာနဲ့ပတ်သက်ပြီးဒီ pride တွေလည်းဆက်လုပ်သွားမယ်ပြီးတော့ဒီကပရိသတ်တွေမြင်ရမှာတော့ဂီတာပိုင်းမှာပို့ပြီးတော့မြင်ရမယ်ရှင်ညီမကိုယ်တိုင်လည်းရေးမယ်တချင်းတွေလည်းရှေ့ဆက်ပြီးတော့အတွဲခွေလေးလည်းထွက်ဖို့ရှိရဲ့ဟုတ် We got issues, issues. We got issues. ဒီကညီမတို့ရဲ့ project ကကြတော့ကလေးငယ်လေးတွေပေါ့နော်မတန်ဆွမ်းကလေးတွေအမိဘမဲ့ကလေးငယ်လေးတွေအတွက်ညီမတို့အများအားဟို brighter တွေဆက်လက်လုပ်ဖြစ်တယ်တခြားနှိစက်ရဘိုးဘွားတွေအတွက်ကောတခြားလိုအပ်တဲ့နေရာလေးတော့လူဖြစ်ပါတယ်တူတော်ညာကလေးငယ်တွေအတွက်အဓိကထားပြီးတော့ပေါ့နော်ညီမတို့ project အရာရောညီမဆက်လက်ပြီးတော့ brighter တွေလည်းလုပ်ဖို့ရှိတယ်အာပြီးတော့ဒီဖုန်ကြီးเจ้าမှာပညာသင်တဲ့ကလေးငယ်တွေအတွက်ပေါ့ညီမတို့အသွားရောက်လဲလှူဒန်းနေဟုတ် issues don't know if i should hate you or miss you Damn, I wish that I could resist you. Can't decide if I should step you or kiss you. Me and my heart, we got issues. We Don't out. know if I should hate you. ာမဲလာတွေမှာဆိုလို့ရှိရင်တော့မင်္ဂလာဆောင်တွေ့ရှင်တွေ့ကြမဲ့မောင်းနှံတွေတော်တော်များများရှိနေလိမ့်မယ်လို့ထင်ပါတယ်။ဒါကြောင့်သတင်းစုကာလမှာမင်္ဂလာဆောင်ဆင်နွှဲတဲ့အခါမှာဓာတ်ပုံရိုက်ကူးနေမှုတွေမှာသူများနဲ့မတူပဲထူးခြားတဲ့အမှတ်တရတွေကိုဖန်တီးနိုင်ဖို့အတွက်ဆိုပြီးတော့ဓာတ်ပုံဆရာမင်းချမ်းမွန်နဲ့မိတ်ကချိုချိုတို့ကနေပြီးတော့ Idea Wedding Guide ကိုရိုက်ကူးထားတာရှိပါတယ်။ဒါကြောင့်ဒါမကြခင်ကာလမှာလက်တွဲပြီးတော့မင်္ဂလာဆောင်ကြမဲ့ဒါသတို့သားသတို့သမီးတွေအတွက်ဓာတ်ပုံရိုက်ကူးနေမှုတွေမှာဘယ်လိုထူးခြားတဲ့ပုံစံတွေရှိလဲဆိုတာကိုအခုပဲ photo making ကိုကြည့်လိုက်ရအောင်နော်။ ။အနည်းပညာမိုးကောင်းတဲ့အစီအစဉ်ကနေကိုတင်ဆက်ပေးမှာကတော့ photographer မင်းချမ်းမွန်ရိုက်ကူးရဲ့ photo shooting တစ်ခုကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ဂုဏပညာမိုးကောင်းတဲ့အဖွဲ့သားရဲ့ရောက်ရှိနေတဲ့နေရာကတော့ကျွန်းတော်လန်အနီးမှာရှိတဲ့ကျွန်းတော်ကျောင်းလိုက်ကိုရောက်ရှိနေတာပါ။ဒီနေ့မှဆိုရင်တော့ model အိုးဟာဆိုရင် wedding dress တွေနဲ့အတူရိုက်ကူးပုံဖော်သွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။ဒါကြောင့်မလို့ဒီလိုဘလို post တွေနဲ့အတူရိုက်ကူးသွားမလဲဆိုတာကိုဂုဏပညာမိုးကောင်းတဲ့အစီအစဉ်ကနေလည်းနားတင်ဆက်ပေးသွားမှာပါ။ wedding dress နေနဲ့ကျွန်တော်ရည်ဖြည့်ခဲ့ပုံကတော့အာဒီ make up ချူချူကနေပြီးတော့ကျွန်တော်ကိုဒီလိုမျိုးရိုက်ဖို့ရှိတယ်အဆင်ပြေလားလို့ပြောပါတယ်ကျွန်တော်နဲ့သူနဲ့လည်း sorry တဲ့ခင်နေပြီးသားဖြစ်တဲ့အတွက်ကျွန်တော်အဆင်ပြေရဆိုပြီးတော့ရိုက်ခုဖြစ်ခဲ့တာပါဟုတ်ကဲ့ပါအာဟုတ်ကဲ့အကျွန်တော်အခုအနုပညာလောကတွေကိုစတင်ဝင်ရောက်လာတာမကြသေးဘူးဖြစ်တဲ့အတွက်ကျွန်တော်အားပေးကြပါကျွန်တော်ကလည်းဒီထက်အများကြီးစမ်းသစ်တဲ့အနုပညာဖန်တီးမှုတွေနဲ့အတူပြည့်သက်ကြီးကိုကျွန်တော်ထပ်ပြီးတော့ဟို ချပြသွားမှာပါကျွန်တော်လည်းအားပေးကြပါအောင်ကျွန်တော်ပေးသက်ကြီးအားပေးမှုကအနုပညာရှင်တိုင်းအတွက်အရင်ကိုလိုအပ်ပါတယ်ဟုတ်ကဲ့ကျေးဇူးများကြီးတင်ပါတယ်မှာဟုတ်ကဲ့ပါအာကြောမေကပ်နဲ့ဒီဇိုင်းဂျူဂျူနဲ့အရန်ခင်တဲ့အတွက်ကြောင့်ဟိုဟာဂျူဂျူကိုကုညီရနေတဲ့လားရိုက်ကူပြတာပါဟုတ် ညီမကတော့မြန်မာဝစ်စုံဝင်လို့ရှိရင်တော့ကိုကိုကိုပို့ပြီးတော့ confidence ရှိရလို့ထင်ပါတယ်ဒီဝစ်စုံလေးကိုလည်းအရင်ကြိုက်ပါဟုတ်ဝယ်တဲ့ investing ဆိုတော့လာမယ့်ဒီ campaign season မှာဝယ်တဲ့ရာသီတွေမှာဒီတက်ခါလေလို့ဝယ်တဲ့ dress တွေရေးပြီးပါလို့ရှိရင်ဟိုဓာတ်ပုံတွေရောပေါ့နော်အကုန်လုံးပြီးပါလို့ရှိရင်နောက်ရိုးရိုးပုံမှန်ဒီလို ဆိုစေးသက်အလိုလက်မှတ်ထိုးအလိုပုံစံမျိုးပေါ့တခါလေလို one stop service ပုံစံမျိုးနဲ့အဲကြော်ညာပေါ့နော်ကြော်ညာကိုမဲဂဇင်းတွေမှာလည်းတုံးခြင်းနဲ့တခြားလို့ဒီ channel တွေအလိုစားဆောင်တွေမှာလည်းတုံးခြင်းနဲ့အတွက်ကိုဒီနေ့တခါလေလို season ကြီးတပုံမင်းချက်ပေါ့နော်ကိုမင်းချက်ပေါ့နော် season ပြီးတော့ရိုက်လိုက်တာပေါ့နော်ဟုတ်ဝစ်စုံကတော့၄စုံ season ထားပေါ့နော်ပထမတစ်စုံကတော့ဒီလိုပုံမှန်ဖျားသွားကြောင်းတက်ပေါ့အဲ့လိုဗမာဝစ်စုံလေးကိုပဲအဲ့လိုဟိုရှေ့ပုံစံလေးဆက်ဆံပေါ့ရှေ့ပုံစံဆိုလို့ရင်ပုံလေးနဲ့ဟိုထမိန်လေးဆက်ပြီးဆိုလို့ရှိရင်လည်းအဲ့လိုပုံမှန်ရိုးရိုးလေးပေါ့ မိတ်ကဆရာဂျိုဂျိုပေါ့နော်သူကသူ့ရဲ့ဒီဝစ်စုံနေနဲ့နော်သူ့ရဲ့ make up artist ကိုပေါ့နော်အာမီဒီယာတွေမှာပြချင်တယ်ဆိုပြီးတော့အခုညီတောင်းတာနဲ့ကိုရိုးရိုက်ဖြစ်တာပါသူဝစ်စုံနဲ့ live ဖတ်မဲ့ location ကိုရွေးချယ်တာပေါ့နော်ဟိုအရင်ထူးထူးခြားခြားယူတော့မဟုတ်ပါဘူးသူတို့နှစ်ယောက်ရဲ့အနေထားနဲ့ချိန်ပြီးတော့အကောင်းဆုံးစီစဉ်လာတာပါအာဒီနေ့ရဲ့တာအရင်ကောင်းပါတယ်နှစ်ယောက်စလုံးကလည်းအရင်ချောအရင်လှတယ်လीနောက်နှစ်ယောက်လုံးက live ဖတ်ကြီးရဲ့အတွဲလေးဆိုတော့ ကြည့်လို့လည်းအဆင်ပြေပါတယ်အရန်လည်းချစ်ဖို့ကောင်းပါတယ်အရန်အဆင်ပြေပါတယ်ရိုက်လို့ကောင်းပါတယ်